မင်္ဂလာပါရှင်ဒီတစ်ခေါက်လေးကတော့တစ်ထည်သေးရှိတဲ့အထည်လှလှလေးပြပေးမယ်။အိုင်ရှောင်းလေးကတော့ပူဝတ်ထားတဲ့ကလာလို့ခက်နီးစက်တဲ့ကလာလေးရွေးထားတယ်။ဒါလေးကကြတော့ငှခါပြလေးငှခါစိမ့်လာငှခါပြ။ဘဲကောင်းစိမ့်လာအဲ့လိုမျိုးပုံတော့ကလာလေးတကူကူပေါ့နော်။ဒီဝတ်ထားတဲ့ကလာလေးနဲ့နည်းနည်းလေးရှင်းပါရစေ။ဒါကတော့ပရီမီယာပိုးလေးနဲ့ခတ်ထားတာနော်။အပွင့်လေးကတော့တပင်နဲ့ခတ်လေးဆစ်ဆဲလေးနဲ့ဆစ်ဆရာလေးဒီလိုလေးကိုခတ်ထားပြီးတော့မှဒူးနာလေးတွေစားလိမ့်လေးတေးသေးလေးတုံးထားတာ။ လေးပွင့်လေးတွေရမ်းလာဒီဒူနာလေးပွင့်လေးเนาะတေးသေးလေးနဲ့လေဆန်လေးတွေတေးသေးလေးထည့်ထားတယ်ပြီးတော့ဈာပွင့်နေရာလေးသလုံးတရောင်လေးတွေတေးသေးလေးထည့်ထားရမ်းချစ်ဆက်ကောင်းနေပွင့် size တွေတော်လာတယ်တထေးပဲရှိရဒီဥစားလေးစက်တော့ထွက်မှာဒါလေးကဈေးနှုန်းလေးက3သိန်းနဲ့8000ပါเนาะပရီမီယာပိုပဝါအုပ်ပါတယ်เนาะပဝါအုပ်ပါပါတယ်ရှင်အရာတော့တားလာတယ်အရာတော့အစင်ရောအရာလာတာလေးပါ လေးပါတအုပ်ချင်းရှိတယ်အပွင့် size လေးလည်းတေးသေးနဲ့တေးရဆိုရင်မလည်းသူကပေါ်တယ်နော်တစ်တစ်ကလေးဟိုတပင်းနဲ့ခက်လေးဆိုတော့အပင်အပွင့်လေးနဲ့ချစ်စရာလေးနံပါတ်164ပါတအုပ်တာရှိတဲ့အလှလေးဖြစ်ပါတယ်နော်အပွင့် size လေးလည်းအရင်လှတာဖြစ်လို့အဲပွဲတိုးမယ်ဆိုလည်းပွဲလို့ပွဲတိုးကောင်းတဲ့အခြေလေးပါနော်တိုက်တဲ့အခြေလေးတွင်စီပြူလာပြီးပါအောင်